ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် Rotary လို1300ကစားပွဲတစ်ပွဲကိုကစားသားပါမယ်အဲ့တော့ဘယ်လိုရလာထွက်မလဲကြည့်ရပါတော့နော်โอเคကျွန်တော်1950ကျော်ကနေပြင်ပြပြီးတော့ကြာတာပေါ့နော်အဲဘယ်လိုဖြစ်လဲမသိโอเคဒီဘက်1300နဲ့30နဲ့တွေ့ရပေါ့အဲကျွန်တော် D4 နဲ့ပဲကစားမယ်ပေါ့နော် D4 D4 မှာ F5 ပေါ့အဲ D4 F5 ဆိုတော့ကျွန်တော်ကအဲ C4 နဲ့ပဲကစားလိုက်ပါမယ် C4 C4 မှာပြင်တော့ nice C3 တွေပါလာတော့ alpha ပြ idea တော့ G6 စေတက်မယ်ပြီးတော့ GE G7 နေပြီးပြင်အာ E6 တို့မဟုတ် D6 ပြီး E5 ကနာမျိုးပေါ့နော်အဲ့လိုပုံစံအဲ့လို structure လေးနဲ့ကစားပေါ့အဲကျွန်တော်ဒီမှာလည်းရှိတော့အာ nice C3 ထွက်လာပြီအဲကျွန်တော်အဲ့ဒီ line မှာဆိုလို့ရှိရင်များသောအားဖြင့်ကျွန်တော်ကစားတဲ့ပုံစံကကြတော့ အဲဘက်ရှော့ကိုဒီဒိုင်ကွန်နဲ့မထွက်ပဲနဲ့ဘက်ရှော့ကိုကျွန်တော်ကအဲ G3 ကြည့်ပြီးဘက်ရှော့ G2 ကနေထွက်ပြီးကစားရတယ်ပေါ့နော်အဲဒီမှာကျွန်တော်အဲ့လိုလေးပဲကစားတော့မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ D3 ကိုတော်တော်ဆင်နေကျွန်တော်ဘက်ရှော့ဒိုင်ကွန်နဲ့ရဒီပုံချင်းအောက်မှာပိတ်ဒီပိတ်တယ်ပေါ့နော်ဒီလိုင်းပိတ်တယ်ပေါ့။အဲကျွန်တော်ဘက်ရှော့ G2 လေးပဲထွက်လိုက်ပြီ။ဘက်ရှော့ G2 မှာ အဲတော့ကဲဆင်းလို့ရပေါ့အဲကျွန်တော်တခါကျွန်တော်ဒီလိုမျိုးပွဲမျိုးတခါဂျုံမှုတယ်ပေါ့နော်ကျွန်တော်ပြိုင်ပွဲမှာဂျုံမှုတယ်အဲ့ပြိုင်ပွဲတော့ကျွန်တော်ကစားတာအဖြူကနေပြီးတော့အဲ narrative story ကစားတယ်ပေါ့နော်ပြန် narrative story ရဲ့ idea ကကျွန်တော်ဒီ f4 square လေးကိုပါပြန်ပြီးတော့ output ရှိမယ်ပေါ့အဲ့လိုပုံစံနဲ့ကစားရဲဆိုတော့ကစားလို့တော့ရတယ်အဲဒါမှမဟုတ် bishop f4 လေးပါလာလဲမဆိုးတော့မဆိုးကြ bishop f4 လေးအရင်ထွက်ထားတာကောင်းမယ်ပေါ့နော်အဲပြီးတော့မှကျွန်တော်အဲ knight ကိုအဲ h3 တွိုင်းကောင်းမလားဒါမှမဟုတ် f3 ရပဲထွက်ရင်ကောင်းမလားပေါ့တော်ရ d6 ပြီးတော့ e5 တော့တက်မယ်ဆိုပြီးတော့ပြတော့ပြထားပါဘောနော်အဲ့ကျ Net F3 ပဲကောင်းပါမယ် Net F3 ဒီပဲခုံထားလိုက်တော့အဲ E5 လေးကိုတားထားရဲပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်တော့ E5 တက်လို့မရသေးဘူးပြီးတော့ကျွန်တော်လည်းကျန်ကက်ဆင်းလုပ်မယ်ပေါ့ပြီးအဲ့နောက်မှာကျွန်တော်က Rook တွေပါဆွဲပြီးတော့ E4 ပါတက်ခွင့်ရရင်တက်မယ်ပေါ့ဒီလို idea ကြီးနဲ့ကစားမယ်နော်အဲ့တော့သူကဘာတွေလုံးမလဲပေါ့ဒါ nice is it nice is it ဆိုရင်တော့အဲဒီနေရာမှာ အတခါဒီ5စဉ်းစားလို့တော့ရတယ်နော်အဲဒီ5တခါတက်လိုက်လို့ဆိုရင်ဘာဖြစ်မလဲပေါ့ဒီ5တက်လိုက်မယ်ဆိုတော့ tonight က e7 သွားလို့မရအောင် e5 လည်းလာလို့မရဘူးဗျာအဲ before လာမယ်ဆိုလည်းကျွန်တော်ထပ်ပြီးတော့အဲမောင်းမယ်ဆိုရင်မောင်းလို့ရတယ်မဆိုးတော့မဆိုးတော့ထင်တယ်ဗျအဲ d5 ဖြစ်တဲ့ခါလေးမေးလိုက်မယ်ဗျာတော့ e5 မကန်ခင်ပေါ့နော်အဲ tonight ကိုတခါလေးရှင်းမလိုက်မယ်ပေါ့ ဲ့တော့ night က b8 ကိုပြန်သွားမလားပြီ b8 ကိုပြန်သွားရင်တော့ night d7 နဲ့ night c5 ဖြင်းနဲ့ပြန်ပြီးတော့ထွက်လာလို့တော့ရတယ် night d5 လည်းကောင်းတော့မကောင်း night 5ဆိုကျ queen d3 နဲ့ save ထားမယ်ပြီ b3 ပါတက်ထားလိုက်မယ်ပေါ့နော်အဲဒီလိုလေးလုပ်လို့တော့ရတယ်အဲ့တော့ e5 တဲ့ခါလေးကန်နေဟာအာကျွန်တော်သူစားကိုစားအကွက်ဒီပေါ့နော်ကျွန်မကျွန်တော်ဒါစားကျွန်တော်ဒီမှာဒီသူ့တက်ဒါလေးလည်းမစိုးဘူးပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်ဖြတ်စားလိုက်မယ်ဆိုရင်လည်းပဲအာ ဖြတ်စားတင်လားမစားတင်ဘူးလားပေါ့နော်အဲကျွန်တော်ဒီမှာကသူအဓိကတော့ night ကို e7 square လေးရောင်းအောင်လုပ်လိုက်ကြပါပေါ့နော် e7 square ရောင်းအောင်လုပ်တာဖြစ်တယ်လဲကျွန်တော်ကျွန်တော် bishop ပြန်မေးထားတယ်အဲကျွန်တော်ကဒီမှာက bishop ကိုဘယ်ပြန်သွားရင်ကောင်းမလဲဆိုတော့အဲဒီမှာကျွန်တော်စားလိုက်လို့ဆိုရင်ကျတော့ပြာမှာဥပမာကျွန်တော်ဒီဒီ c6 ကိုစားမယ်ဆိုရင်သူကကျွန်တော ਨੇ f4 ကိုပြန်စားမယ်ဗျာအဲ့မှာကျွန်တော်ဘာထပ်လုပ်လို့ရမလဲအဲကျွန်တော် knight d4 ဒီပါရတော့ထပ်လိုက်ချင်တော့တိုက်ကြည့်တော့ရတယ်နော်ဒီလိုမျိုးလေးတော့မဆိုးတော့မဆိုးအဲအဲ့လိုတော့ရတော့ရတယ် အဲ့လိုလေးတွေမစိုးတော့မစိုးဘူးเนาะအဲစားအဲစားပြန်စားပဲကျွန်တော် night day 4သွားပေါ့ night day 4သွားလိုက်မယ်ဆိုရင်အကြိတ်တော့ဒါစားမယ်ဆိုရင်ကျွန်တော် hpon နဲ့စားလို့ရတယ်ပေါ့เนาะ hpon နဲ့ပြန်စားထားလိုက်လို့ဆိုရင်အဆင်ပြေတယ်အဲပြီးတော့မှကျွန်တော် e3 device တက်ပေါ့ဗျာအဲဆိုရင် f4 square လဲတားထားမယ်အဲအဲ့လိုမှသူ့ bishop လဲလောလောဆယ်မှာထွက်လို့မရလာသေးဘူးอืมမစိုးတော့မစိုးဆိုစားလိုက်မယ်ဗျာ bishop ပြေးလိုက်မယ်ပေါ့ဆက်စားမှာပဲပေါ့เนาะအဲတော့ night day 4လေးသွားထားလိုက်မယ် ပြန်မစားရဘက်ရှော့တာကကိုနာလေးဖွင့်အောင်မယ်ပေါ့နော်ဘက်ရှော့တာကကိုနာလေးဖွင့်မယ် night ကလည်း active ဖြစ်နေမှာပေါ့ကျွန်တော်စားလို့ဘာလို့ထပ်မစားလဲဆိုတော့စားမထပ်စားလို့ဆိုရင်ကျွန်တော်သူကပြန်စားလိုက်မယ်ဆိုရင်သူ့ကိုကျွန်တော် development ပေးတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မျိုးကျွန်တော်မစားတာကောင်းတယ်လက်ရှိဆိုတော့ကျွန်တော်မစားတဲ့အတွက်ကြောင့်သူ့ရဲ့ဒီ bishop ကလည်းအဲမထွက်နိုင်ဖြစ်နေပေါ့နော်ဒီဘက်ရှော့ကလည်းထွက်လို့မရတယ်ဒီ7လည်းထွက်လို့မရ E6 လည်းထွက်လို့မရအောင်ကျွန်တော် night က D4 မှာကောင်းတယ်ကြည့်တော့ဒါစားမယ်ဆိုလည်းကျွန်တော်ပြန်စားလိုက်မယ်ပေါ့ဒါပြဿနာမရှိဘူး ပြီးရင်တော့ကျွန်တော်ကကက်ဆင်နိုလို့ရသွားပြီဗောနော်ကျွန်တော်ကကက်ဆင်နိုလိုက်ဆင်အဆင်ပြေသွားပြီပြီးတော့နောက်တစ်ခုကကျွန်တော်ဒီမှာ thread လည်းရှိသေးတယ်နော်ကျွန်တော်လည်းကြာရင် तू မဆိုင်ရင်ကျွန်တော်ဒါဒါစားတော့မှာအဲဒီ thread လည်းကြာနေသေးတယ်သူမစားလဲကျွန်တော်စားမယ်ပေါ့နော်အဲ့လိုမျိုးချင်းချောက်မှုလေးလည်းကြံနေသေးရပြီးကြအဲ့နောက်မှာ night d5 ဒီပိုင်းလည်းလာလို့ရတယ် အဲပင်ကက်စလင်းတွေပါလုတ်ပြီးွားလို့ဆိုရင်ပေါ့နော်95တရားလဲဒါကျွန်တော်တို့စဉ်းစားစရာတစ်ခုပဲပေါ့နော်ဒါဆိုကျွန်တော်ဒီမှာကနိုင်နဲ့ပဲစားလိုက်ကြမယ်နိုင်ဒီနိုင်နဲ့ပဲစားထားလိုက်မယ် coin က e8 ဒါဆိုကျွန်တော်ဒီမှာကဘာလို့လို့ရလဲဆိုတော့နိုင်7စားချက်နိုင်7ချက်ပြီးကျွန်တော်ဒီကောင်းအောင်သတ်စားလို့ရတယ်နော်ဒါလေးစားလို့ရတယ် နိုင်ဂျီးရီးယားချက်ပြီးတော့ကျွန်တော်ဒါ exchange တော့ယူလို့ရပါပြီပေါ့အာဘိုင်ဆက်လို့မလဲနိုင်ဂျီးရီးယားဆိုရင်သူကလည်းပြန်ဆောင်းမယ်ဗျာ coin နဲ့ပြန်ဆောင်းမယ် coin နဲ့ပြန်ဆောင်းပြီးတော့မှာကျွန်တော် king ကစန်တာမှာရှိတယ်ဆိုတော့ f3 တော့တက်လို့မရတယ် bishop line ဆိုတော့ bishop ပြန်ဆောင်းလို့ရပြန်ဆုတ်ဆောင်းလို့ရတယ်ပေါ့နော်အဲဒါတော့ဘာမှတော့မဖြစ်ဘူးတော်တော်မြင်တော့မြင်တယ်ပေါ့အာနိုင်ဂျီးရီးယားချက်လိုက်တော့ပေါ့နော်ဘာမှမဖြစ်ဘူးပေါ့ ကျွန်တော်ဘစ်ရှော့ကိုလည်းပြန်ပြီး trap တွေပါလဲလို့တော့မရဘူးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အစီအပြေလို့တော့ပြောလို့ရတယ်ပေါ့အနေထားရတော့အဲ့တော့ပုံးလိုက်ပဲစားအောင်နော်ဒီ h ပုံး h ပုံးလိုက်ပဲစားအောင်ပါပဲ ထိုင်တော့ထိုင်တယ်ဒီလိုလာမယ်လို့တော့ထိုင်တော့ထိုင်တယ်ပေါ့အဲဒါဆိုရင်ကြတော့ကျွန်တော်ဘာလို့လို့ရနိုင်မလဲဆိုတော့အာ95တန်းပြီးတော့ခုံလဲရတော့ရတယ်95ခုံမလားဘတ်ရှော့တော်မလားပေါ့နော်ဘတ်ရှော့တော်လာမယ်ဆိုလို့ဆိုရင်လည်းဘတ်ရှော့တော်လာရင်တော့95ဆားမှာ95တော့ကျွန်တော်9ပြန်ဆားဗျာပြန်ဆားတဲ့အခါကျလို့ဆိုရင်อืมအဲ့ဘတ်ရှော့တော်5ပဲလာပါဗျာ C4 ကိုပြန်ကယ်ရမှာဆိုတော့ဘတ်ရှော့တော်5ပဲကောင်းမှာပေါ့နော် C ဘတ်ရှော့တော်5သူဆားကြ9နဲ့ပြန်ဆားပေါ့ ကွင်းကိုချိန်ထားတယ်ပေါ့နော်ကွင်းချိန်တော့ဖြစ်တဲ့ကြောင့်ကွင်းက F7 လောက်တော့သွားဖို့တော့များတယ်ကွင်း F7 သွားတယ်အဲချင်းပြပါတယ်ပေါ့နော်လက်ရှိတော့အဲ့လိုပဲပြောရမှာပဲတင်များကောင်နေစားတော့စားထားတယ်ပေါ့နော်အဲကျွန်တော်ပြန်တော့နေထားရတော့အဲ H chain တော့လက်ရှိမှာတာနေတယ်အဲတော့ဒီမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ရဲ့ဒီ B2 ကညှိနေတယ် B2 ကြံတယ်ပြီးတော့ C D မှာနောက်တစ်ခါ D5 ကိုစားမဲ့အကွက်ကလည်းရှိပဲ C6 မောင်းကွက်လည်းရှိရယ်ဒါလေးလည်းကြံတော့ကြံတယ်ဘော်ဒလုံးတော့ပြန်ပေးရမယ်ဆိုတဲ့အနေထားတစ်ခုတော့ရှိရယ်ပေါ့အဲ့ကွင်း D2 လေးပဲတတ်ထားတာကောင်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်မြင်တော့ကွင်း D2 တွားထားလိုက်မယ်ဆိုလို့ရှိရင်အအဓိကတော့ F4 square လေးပိတ်ထားမယ်ရတော့ရမယ်ပေါ့နော်အာရမယ်လို့တော့ထင်တယ် အကွင်တီတူပဲတောင်းထားလိုက်မယ်ဗျာကွင်တီတူအဲ B2 လေးပြန်ကယ်ထားမယ်ပေါ့နော်အဲပြီးတော့ကျွန်တော်ရုတ်စီဝါနေလာလို့ရတယ်ကက်စလင်းကတော့ဒီကင်းဆိုင်ကိုပဲလောက်ကောက်မှာပေါ့နော်တော့အထင်းတဲ့တိုင်းပါပဲဒီလိုပဲလာရတယ်ပေါ့အဲအဲ့ဒါဆိုရင်တော့ကျွန်တော် night B4 သွားရင်ရော night B4 သူ့ရဲ့ C6 ကိုပြန်ပြီးစားမယ်ချိန်ရောအဆင်ပြေမလားပေါ့ဒါမှမဟုတ်ကျွန်တော် night F4 ပဲသွားမလား night F4 night F4 သွားလဲရတော့ရတယ်နော်တကယ်တော့ night F4 သွားမယ်ဆိုရင်အဲ့တော့ဒီဟာကိုစားရင် ်ချက်ဒီစစ်ကိုပြန်စားလို့ရတယ်အနိုင်ဖိုးလေးသွားလိုက်မယ်ဗျာအနိုင်ဖိုးလေးသွားလိုက်မယ်အဲဒါစားတယ်ဗျာတကယ်ကြီးစားတယ်အဒီစစ်ကိုစားလို့ဆိုရင်ဒီပါလို့ဒီစစ်ကိုစားလို့ဆိုရင်ဒီစဘောစားတော့လည်းဘီတူးပြန်လာစားလို့ရတဲ့ကွက်ချန်နဲ့ဘီတူးပြန်လာစားကျတော့ root ကိုဒီကိုပြန်လာအများကြီးတော့ပြီးတော့ပြီးနေရမှာပုံးနေတော့ပြန်ပြီးရတယ်ပေါ့နော်ကျတော့ကက်ဆလင်းမိုက်လောက်လိုက်တာပိုကောင်းမယ်ထင်တာပေါ့ကျွန်တော်အမြင်တော့ ကက်ဆလင်းလေးပဲပို့ပြီးတော့ save ဖြစ်မယ်ထင်တယ်ကက်ဆင်းလောက်လိုက်မှာပေါ့နော်ကက်ဆင်းလောက်လိုက်မှာကျွန်တော်အဆင်ပြေမယ်ပေါ့ကက်ဆင်းမလုပ်လို့ဆိုရင်ကျွန်တော်ဒီ B2 A2 A2 စားတာပြန်တာ A2 ကစားလို့ပြရတယ် A2 ကချူရလို့ရတယ်ပေါ့ချူရလိုက်လို့ရတယ်အဲကျွန်တော်နောက်လည်းကျဒီ6ကိုစားမယ်ပေါ့နော်အခုက king save ဖြစ်သွားလို့ဆိုရင်ကျတော့ A ကျန်ကျန်နဲ့ကစားလို့ရတယ်ပေါ့အဲ king ကိုစားနာမှာထားလို့ဆိုရင်ကျတော့ pressure ပြန်ပြီးနေပေါ့နော်အဲ့တော့ကျတော့ဒီ6ကိုမစားတော့တာပေါ့အဲ့တော့ထက်ကြည့်ရပေါ့ပါလို့မလဲပေါ့နော် အဲဒီမှာကျွန်တော်ဘာတွေလုပ်လို့ရနိုင်မလဲဆိုတော့သူက bishop zone bishop နဲ့ဆိုတော့နည်းနည်းတော့ view ဆရမယ်အဲလက်ရှိမှာသူ thesis ကိုချိန်ထားတယ်အဲကဲသူကအဲဓာရီပိုင်းလာမယ်ဆိုလို့ဆိုရင်ကြတော့အဲကျွန်တော်တို့က rooksy 1ပို့ကောင်းမယ် rooksy 1ပြီးအောင်မှာအဲ rooksy 1မှာဒါစားလို့ဆိုရင်ကျွန်တော် thesis ကိုပြန်စားမယ်ပေါ့ဘယ်လိုကြီးလာချိန်တာတော့ဘယ်လိုကြီးလာချိန်တာတော့ဘယ်လိုဖြစ်လို့လဲ fighter လို့ချိန်နေတယ်။ Okay အဲ့ကျွန်တော်ဒါတော့ဒါမဲ့သွားမှာပေါ့ဗျာ။ဒါတော့အဲ့ D3 ပဲသွားမှာပေါ့။ G5 ကိုပြန်ဆားမှာပေါ့နော်။ပြီးတော့တန်းနိုင်နေမြားသွားလဲနောက်လဲကြောင်း Bishop ဓာရီလာတော့မှာပေါ့နော်။ကျွန်တော်မြင်ရောင်နေတယ်ပေါ့။ကျွန်တော်မြင်ရောင်နေပါတယ်။အဲ့တော့ဘာလို့လို့ရနိုင်မလဲပေါ့။ဘယ်လိုသားစီလို့ရနိုင်မလဲပေါ့။ Look see one F3 တက်ထားလို့ဆိုရင်လည်းသူကဒီ Queen ရ H3 ကိုယောက်လာမှာเนาะဒီဟာလည်းတရက်တစ်ခုတော့ရှိရယ်အကင်း G2 သွားထားလို့ဆိုရင်ရောကင်း G2 သွားထားမယ်ဆိုရင်တော့ကျွန်တော်နောက်တစ်ခါ Rage 1နေပါတော့စဉ်းစားလို့တော့ရရယ်ဒီတစ်ခုရှိရအကင်းကင်း G2 မှာသူကအာဘစ်ရှော့နဲ့ပါချက်မယ်ဆိုလို့ဆိုရင်လည်းဘစ်ရှော့နဲ့ချက်မယ်ဆိုရင်လည်းကျွန်တော်က F3 လေးတက်ထားလို့ရတယ်ပေါ့နော် F3 နဲ့ကာလို့ရတယ်အကင်းကြည့်လို့ပဲသွားထားလိုက်မယ်ပေါ့နော်ကျွန်တော်ကာမယ်ပေါ့ပြင်ကြ group နဲ့ပြန်မောင်းမယ်ပေါ့ဒီလို idea ပဲထားရမယ်ပေါ့ ဘယ်ချက် D5 ဆိုတော့ဈေး F3 ပဲပေါ့နော်အကြိုက်တော့ဒီမှာ G4 တွေပါတက်မယ်ဆိုရင်တော့ကျွန်တော် Knight 4တွေကတော့လို့ရတယ် Knight 4တွေလို့ရတယ်ပေါ့နော် Knight 4တွေလို့ရတယ်ဘေရှာတွေကပွင့်တဲ့ပိုဇီရှင်တွေမှာဆိုတော့ကောင်းနေပြအဲ့ဒါတွေတော့သတိထားရမယ် တော်လည်းမရရအောင်လိုက်ဖွင့်နေဟေ့မရရအောင်လိုက်ဖွင့်နေအဲ rook g2 ပဲသွားတော့ကောင်း rook h1 ပဲသွားတော့ကောင်းမထင်လဲလက်ရှိမှာဆိုရင်တော့အဲ rook h1 ပဲသွားမယ်ဗျာ rook h1 မိထားလိုက်မယ်ပေါ့နော်သူက queen g4 လာမယ်အခု queen g6 ကိုသွားတယ်ဗျ queen g6 ကိုသွားရင်ကျွန်တော်မလုပ်လို့ရလဲဆိုတော့ အဲဒါစားလို့လည်းမကောင်းဘူးပေါ့နော်စားမကောင်းမစားကောင်းဘူးပေါ့နော်စားလို့မရဘူးပေါ့အဲချော်လိုက်လို့ရှိရင်ရော G4 နဲ့ချော်ထားလိုက်လို့ရှိရင်မလုပ်မလဲ G4 နဲ့ချော်ထား F3 ရောလာတော့မလာတော့ဘူးပေါ့နော်ချော်ထားတာကောင်းမယ်ကျွန်တော်တို့ချော်ထားလိုက်မယ်အိုကေဒီမှာလာချက်မယ်ဆိုလဲ F3 ပဲပေါ့နော် F3 ရဲ့ပိတ်ထားလိုက်မယ်အဲကွာတိုက်ခံနေရဆိုတော့အဲပိတ်ထားရမယ်ပေါ့နော်ကျွန်တော်တို့အဲ queen နဲ့ချက်ချက်ပြချောင်းနဲ့ပဲချက်ချက်ကျွန်တော် after 3နဲ့ပဲပိတ်မယ်ပေါ့နော် ောက်လက်ကြရင်လည်းကျွန်တော် after 3တက်မယ်ပေါ့ after 3တက်လိုက်လို့ဆိုရင်တော့ after 3ပြီးွားရင်တော့အဆင်ပြေသွားပြီနည်းနည်းလေးအပိတ်သွားပြီအဲ့ဒါအဲ့ဒါအဲ့ဒီလို position ကြကျွန်တော်ဒီလိုမျိုးရွှေ့ခွက်တွေကတကယ်အတူယူတင်ရွှေ့ခွက်မျိုးလေးပေါ့နော်တကယ်ကောင်းတဲ့ရွှေ့ခွက်တွေအဲစားလို့ဆိုရင်တကောင်ပြန်ပေးရမှာလားစာရင်အချင်းပြန်ပေးရမယ်နော်ဒါစာရင် ပြန်စားပြန်စားပေါ့နော်ဇနိုက်ကဒီမှာကချက်ထားတော့ပြန်ပေးလိုက်မယ်ဗျာဒါပြန်ပေးလိုက်မယ်တကောင်ပြန်ပေးလိုက်မယ်ကျွန်တော်ပြင်ပြန်လုံသွားပြီပေါ့နော်ဒါဆိုရင်ပြန်လုံသွားပြီဟုတ်တယ်ဗျပေးလို့ဆိုရင်ကျွန်တော်တော့မကောင်းဘူးပေါ့နော်ပေးမှပဲရမယ်အချိန်နဲ့နဲ့နောက်ကျနေပြီโอเคနည်းနည်းလေးမြန်မြန်လေးရှိမယ်ပေါ့ အဲ့ကျွင်းနဲ့စားမယ်ဆိုရင်ကျွန်တော်ကွင်းတိတ်ကွင်းစားပေးဆောင်နဲ့ပြန်စားအဲပြီးရင်ကျွန်တော်အရုပ်နဲ့ချိန်ပါဗျာရုပ်နဲ့ချိန်ရုပ်နဲ့ချိန်ရင်တော့ပစ်ရှော့ E2 လာပစ်ရှော့ E2 လာကျဒီစစ်ကိုစားအဲတော့လည်းပစ်ရှော့နဲ့ After Charge အကင်းပေါ်တက်ပစ်ရှော့နဲ့စားရတယ်အဲ့ဒီပစ်ရှော့နဲ့စားတော့မလဲခြင်းဘယ်ဒီကောင်မလဲခြင်းကျွန်တော်တားမယ် တို့ကမလဲကြည့်မအမေကိုင်းနဲ့စားတာပိုကောင်းတယ်လို့ထင်တယ်ပေါ့နော်တို့တို့အခုနကိုင်းနဲ့စားမယ်ကျွန်တော်စားပြန်စားပြီးဘယ်ဆိုတော့ E2 လေးပြန်လာလို့ရဒီ after 3လေးပြန်ပြီးတော့ pressure ပေးထားမှာပေါ့နော်အဲ့လိုလေးကပိုကောင်းတယ်လို့မြင်တာပဲအခုဒီအားကြီးကျတော့ဘယ်ဆိုတော့ E2 လာလို့မရတော့ after 3စားတယ်စားရင်စားရင်ဘာလုပ်မလဲစားရင်ကိုင်းနဲ့ after 3ရချက်ဗျာကိုင်းနဲ့ after 3ရချက်ကျွန်တော် king ကဒီကိုနေမယ် ေးတဲ့အခါမှာသူကဘစ်ရှော့နဲ့ထတ်ချက်ဗျာဘစ်ရှော့နဲ့ထတ်ချက်ကျဲကင်းရဒီကိုဒီကိုနေလို့ရတယ်မဟုတ်ဘူးလားအဒီကိုနေမယ်နေတဲ့အခါကျရင်အာခဏလေး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  wait 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 ဘယ်လိုလုပ်လို့ရလဲ F3 ရိုင်းမှာလည်းလေဝါးပြီပေါ့နော်ဒါဒီနောက်မှာဒီမှာစားလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော် queen နဲ့ e4 ချက်မယ်ဗျာ e4 ချက်ကျွန်တော် king လာမယ် king လာကဘယ်ချက်နဲ့ချက်လို့ဆိုရင်ကျွန်တော် king ကအဲ h h3 ပဲသွားအောင်ပါ h3 ကတည်းက queen of 3ရချက်မိတ်ပါဗျာ queen of 3ရချက်မိတ်ပါနော်အဒီရှိကကောင်းလိုက်ဗျာ rook နဲ့သွားလို့ဆိုရင်ရောအဲ့တော့ rook နဲ့ sign လေးလိုက်တော့မယ် ပြီးတော့မှကျွန်တော်ပြန်ကြည့်ရမပွဲပေါ့နော်အဲဒီမှာဆိုရင်ဘာလို့လို့ရမလဲ corner check မယ်ချက်ချက်ကင်းကဒီဘက်ပြေးမှာပေါ့နော်ကျွန်တော်အလွယ်တကူ check ခံနေရတာမရှောင်တော့ဘူးပေါ့ F3 ဘယ်ချက်ကြီးကို check နေတာကျွန်တော် F3 နဲ့ကာပေါ့ဗျာဒါတော့အာတူတာဒီပြန်တော့ပြေးလဲွားပေါ့နော်ကောင်းတယ်ကောင်းတယ် okay အာကျွန်တော်ဒီမှာအားလေးတော့ထားရမယ်လောဆယ်တော့ လက်ရှော့လာတယ်မရှော့လာတော့ကျွန်တော် rook သွားဗျာ rook နဲ့ချိန်မယ်နည်းနည်းချိန်တော့နည်းနည်းနောက်ကြလေပေါ့နည်းနည်းလေးမြန်မြန်ရွှေ့ရမယ်ပေါ့အာဒီမှာကတည်းကဘာလို့လဲရနိုင်မလဲဆိုတော့တော့ဆောက်ရတယ်မရနော်တော့ဆောက်ရတယ်မရအောင် င်းရဖိုလာကွင်းရဖိုလာနဲ့ဆိုချက်ချက်တွေပဲရှိတယ်အောက်ပိုင်းရှိရစီတယ်ပြန် trade တော့ပိတ်ကြတယ်ကောင်းတယ်ကစားတာတော်တော်စိတ်ဆက်တယ်ဗောနော်လက်ရှာတွေကရန်ကောင်းသွားတယ်ဗော အာမင်းရတော့ resign လိုက်ပြီပေါ့နော်ကျွန်တော် new show ဝင်ပြီပေါ့နည်းနည်းလွဲတော့လွဲနေတယ်ပေါ့နော်ဒီနောက်လေးမှလွဲသွားတယ်ပြန်ကြည့်ရပါပေါ့ဒါအဆင်ပြေနေသေးတယ်ပေါ့နော်ကျွန်တော်အမြင်မှာတော့ဒါအဆင်ပြေနေသေးတယ်ဒါစားတယ်ပြန်စားတယ်အဲ bishop e6 မှာ C6 မောင်းနဲ့ Knight F4 လာရပြီးတော့အဲ့ဘောင်ပြန်ပေးလိုက်ရတယ်ပေါ့နော်အဒီကမှာကဒီက Knight E3 လဲဆင်းတော့စဉ်းစားသေးရပြန်ဒီကဒီသွားလို့ဆိုရင်တော့ F4 ကန်လာမှာပဲဒါတက်လာမှာပဲအဲ့တော့ဒါစားလို့ဆိုရင်အဲ့လိုပဲပြန်သွားမှာနော်ဒီမှာ90 90 95 F C စစ်မှာဒီနောက်မှာကျွန်တော်ဒါဒါလေးစဉ်းစားတာတော့အမှန်ပဲဒီနောက်မှာကျွန်တော် Knight D5 နဲ့အာ Bishop D5 ကိုစဉ်းစား Knight D5 တော့လည်းရတယ်ပေါ့နော် Knight D5 တော့လည်းလို့ဆိုရင်ကိုင်းအောင်ချိန်တာအဲ့ဒါပိုကောင်းတယ်ပေါ့နော်ကျွန်တော် Bishop D5 တော့ရတာ Bishop ကိုလဲသွားတော့ဇုံ Bishop ပေးလိုက်ရဒီမှာဆိုလို့ဆိုရင်ပြအာ Knight D5 ချိန်ထားတယ်ပြထားပါတော့ Knight D5 ဆိုတော့ Queen ရှောင်မယ်ဆိုလို့ဆိုရင်လည်းပဲအာကျွန်တော် Knight F6 စားလိုက်လို့ရတယ် Knight F6 စားမယ်အာချက်ပေါ့နော်ဒါ Bishop နဲ့ပြန်စားမယ်ဆိုရင်အာ Bishop နဲ့ပြန်စားတာ Queen နဲ့စားဖို့များတယ် အကွင်းနဲ့ဆောင်းမယ်ဆိုကြ Bishop D5 နဲ့ဆိုင်လဲလိုက်ပေါ့ Bishop D5 နဲ့ဆိုင်လဲလိုက်မယ်ဆိုလို့ဆိုရင်သူကဒီမှာစားရတယ်ဆိုရင်ကျွန်တော်ပြကွင်းနဲ့ပြန်စားချက်လို့ရတယ်ဗျာကွင်းနဲ့ပြန်စားချက်မယ်အဲပြီးတော့လို့ဆိုရင်သူကကင်းရှောင်မယ်ဆိုရင်ကျွန်တော် Rook Lane နဲ့ပြန်ထိန်းထားလို့ရတယ် B1 ပေါ့ Rook B1 ထိန်းထားလိုက်မယ်ဆိုရင်အကြိမ်တော့ Rook E8 တွေပါလာမယ်ဆိုလဲကျွန်တော် Queen D3 ပြန်ပတ်ထားလို့ရတယ်အဲဒါမှမဟုတ်ကျွန်တော်ဒါမှမဟုတ်လဲကျွန်တော် E3 တက်လို့ရတယ်ပေါ့ E3 တက်လဲရတယ်အဲ E3 တက်တော့ F4 တွေပါရင်တော့ share လို့ရသေးတယ် ဒီလိုကစားရင်ရတယ်ကျွန်တော်အဲ့မှာဒီနားလေးမှာမားတယ်ထင်တယ်ဗျ night d pressure d5 night d5 night d5 တော့တော့ပိုကောင်းတယ်ပေါ့နော် night d5 queen ကို pressure ပေးကြအဲ့ gate queen ရှောင်းလဲကျွန်တော်ကျွန်တော်ခုနပြတယ်လုတ်လိုက်လေရတယ်ဒါ bishop ကိုလည်းစားလို့မရအောင်လောဆက်မှာအဲ bishop တွေ d5 စားမှာဆို night d5 တန်းစားမှာဆိုတော့ကျွန်တော် bishop နဲ့စားလိုက်ပေါ့ဗျာအဲဒါဆိုလည်း bishop bishop ချင်းလဲမှာပေါ့အဲ့ဒါပိုကောင်းကျွန်တော် bishop d5 သွားလိုက်တဲ့အခါကျတော့သူကဒါကြီးက night နဲ့လဲသွားတယ်ပေါ့နော် night နဲ့လဲပြီး bishop ဆုံး bishop ထားသွားတာပေါ့အဲကျွန်တော် bishop တွေရဲ့အဲအစွမ်းကိုပြသွားတာပေါ့နော်အဲဒီမှာဆိုလို့ဆိုရင်ဒီမှာ casing လောက်လိုက်တယ် G5 တက်တယ် G5 တက်တယ်ဒီမှာ Knight D3 တော့လည်းမားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးမားတယ်အဲ့ဒါဒီနေရာမှာ Knight ကအာ D3 တော့တာကကျွန်တော်အ4ကိုကွင်းလေးဝင်လာမဲ့အကွက်ကိုဟိုမှာဖြစ်တာဒီနေရာမှာကျွန်တော် Knight E2 လေးတော့ထားလည်းမဆိုးနောက်ဆက် Knight G2 ပေါ့နော် Knight G2 တော့ထားလည်းဆိုးတော့မဆိုး Knight G2 ဆိုလည်းသူက Queen H5 လာမဲ့ Queen H5 တော့အဲ့ကကြတော့ဒီဒီဒီ6ကိုပြန်ကယ်ရမှာပဲဒီ6ကိုပြန်ကယ်လို့ဆိုရင်အမ D5 ဒီပိုင်းလည်းကယ်လို့မရ D5 ကယ်ရင်ကျွန်တော် B3 နဲ့မောင်းလိုက်မှာပေါ့နော် ာဒါမှမဟုတ်ကျွန်တော် rook ကိုဆွဲပြီးမှမောင်းမယ်ပေါ့ rook ဆွဲမယ်မောင်းမယ်ပေါ့အဲ့လိုမျိုးလုပ်လို့ရတယ်ဒီမှာက93တွားတဲ့အချိန်မှာသူ queen h5 လာတယ်အဲ့မှာ bay shot line ကို queen နေပြရတာတော်တော်ဆိုးရတယ်ပေါ့နော်ဒီမှာ f4 တက်တာအဲ့ rich မှာ ပြန်မောင်းတယ်လာတယ်အဲ့ဒီမှာအဲ့ဒီမှာ f3 ပါထပ်ပေးလဲရဆိုးတယ်ပေါ့နော်ဒီနားလေးမှာဒီနောက်မှာကျွန်တော်စဉ်းစားမိတာတခုကဒီလိုစားလဲမကောင်းစားလဲဆိုတော့ပေါ်နဲ့ပြန်စားချက်ကြီးလုံးမှာပေါ့နော်ဒီ d3 ရအောင်ကြီးက pressure ပြီးသွားတာ ဒီနောက်မှာအဲ့မှာဒီ F3 ရှိခွာတော့တော်ကောင်းတယ်ချက်တဲ့ရှိခွာကတော့အာချက်တဲ့ကျမကျွန်တော်ရှောင်းလို့ကဒီရှောင်းလည်းမကောင်းရှောင်းလည်းမကောင်းဒီကိုရှောင်းလိုက်မယ်ဆိုလို့ဆိုရင်လည်းပဲအာတော့ဒါစားချက်မှာပဲဗျာဒါစားချက်လို့ကင်းလိုက်ပြန်စားလို့ဆိုရင်လည်းဒါ root နဲ့လာချက်လို့ရတယ်အဲ့ဒါကြီးကအဲ့ဒါပူဆိုးတယ်ပေါ့နော်အဲ့ဒါပူဆိုးတယ်အဲ့ဒါတော့ကျွန်တော်ဒီမှာ F3 ချက်တဲ့ချိန်မှာကအာအဲ့ဒီမှာနေနေွားတော်တော်နေွားလေးပြောရတယ်ဒီ F3 ချက်တဲ့ချိန်မှာ ဲ့မှာအဲ့မှာမရတော့အဲ့မှာအဲ့မှာတကောင်ပြန်ပြေးရတယ်ဗောနော်အဲ့တော့じゃဒီမှာလာတယ် rook နဲ့ဒီ root of f3 ရတယ် night တယ်ဗျာမိတ်ရောမိတ်မိတ်မိတ်ဒင်းချန်နေရကြီးဆိုးတယ်ပေါ့နော်အခုနကပွဲထဲမှာပြတယ်လို့ပဲဒါတဆလို့မရဒါတဆတော့ queen နဲ့ချက်ပေါ့နော် queen နဲ့ချက်တဲ့အခါကျရင် king ကပြေးတယ် g3 ရှိမယ် g3 တော့ကပဲရှိရ g3 ပြေးလို့ဆိုရင်ကျွန်တော် bishop နဲ့တော့ထပ်ချက်မှာဗျ bishop နဲ့ချက် bishop နဲ့ချက်တဲ့အခါကျ f4 တက်လို့လည်းမရအောင် အဖိုးတလို့လည်းမရအဲ့အဖိုးတလို့မရတဲ့ခါကျတော့ကင်းကပြေးစရာပဲများရှိတယ်ဆိုတော့ဒီမှာကွင်းရလည်းချုပ်ထားတယ်ဒီမှာလည်းချုပ်ထားတယ်အဒီတနေရပဲရှိအဲ့ပြေးရအဲ့ပြေးလို့ရှိရင် F3 ရချက်ရစမိတ်ပါဘောအဲ့ကြဆိုမစားတာပေါ့နော်စားလို့မရ F3 ရလည်းအဲစားလို့မရအဲ့အဲ့တော့ဒီမှာကအဲ Rage 3သွားတဲ့အချိန်မှာကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်အာကင်းနေ F3 အဲ့ကျွန်တော်ဒါပြေးကျွန်တော်ဒီကောင်း game review လေးသွားကြည့်အောင်ပါဗျာကောင်းလို့ပေါ့နော်ကစားတာတစ်ခါကစားကောင်းတယ် game review လေးတစ်ချက်တော့ကြည့်လိုက် ကျွန်တော်ဘာတွေမှားလဲပေါ့နော်ကျွန်တော်ကြည့်မယ်ပြင်ပြန်ပြောပြမယ်ပေါ့โอเคဒါ98ချက်ဘလန်နာတစ်ခုပါပါတယ်ဒီဘက်ကဒီမှာဘယ်ဟာဘလန်နာပါလဲဆိုတော့ ဒီရလည်းမှန်တယ်ပဲကျွန်တော် e5 ရဲ့အချိန်မှာကျွန်တော်ဒီမှာ c6 ကိုစားခိုင်းဒါလည်းမှန်တယ် e4 မှာ94တော့ဒါလည်း condition ကိုလည်းကောင်းတယ် bd6 စီမကောင်းအဲ9နဲ့စားလည်းမှန်တယ်ဗျအဲ queen e8 လာတယ် knight e7 ချက်တယ်ဒီထိအကုန်ကောင်းဒီထိကကျွန်တော်တားတယ်ပေါ့နော်အဲမှာဒါ bishop a လည်းမှန်တယ် fdgd စားတယ် hdgd ပြန်စားဒါလည်းမှန်တယ် bishop e6 လာတယ် bishop d5 ဟုတ်တယ်သူကျွန်တော်ပြ knight d5 ကျွန်တော်ပြတဲ့အတိုင်းမှာ knight d5 ကပိုကောင်းတယ်ပေါ့နော်အဲ့ဒါလေးမှားသွားတယ်အဲ့နောက်တစ်ချက်အဲ့နောက်တစ်ချက်ဒါမှမဟုတ်အဲ့ဒါဆိုးဆိုးရွားရွားတော့မဟုတ်တော့မဟုတ် အဲဒါပေမဲ့ဟိုလိုမျိုးတော့ကျွန်တော်နောက်ကွင်းရဆယ်ပန်သွားတဲ့အချိန်မှာ22တဲ့အဲအဲ့ဒါဒီမှာ sorry အဲအဲ့အဲ့မှာဘာတွေပြီးသွားလဲဆိုတော့ခဏလေးအဲ22သွားတာတိတ်မကောင်းဘူးဗောန22အစားတပါပြတယ်ဆိုရင်အဲဒီမှာ rook c1 သွားတာပိုကောင်းတယ်ဗောန rook c1 သွားပြီးတော့အော် c c7 ပုံပြန်စားမယ်ဆိုတော့ idea အဲ့ဒါ rook လည်း active ဖြစ်တယ်ဗောနဒါလည်းကောင်းတယ် c6 တက်တယ်အဲ knight c3 ကိုသူပြန် knight f4 မကောင်းဘူးဗော knight f4 အမှ bishop c4 ပြီးရဲ့ အာ nice three လေဟုတ်တယ်နော်အာဟုတ်တယ် nice three ဆောက်ဆက် defi ဒီစုကိုပြန်စားမယ်ဆိုတော့ idea နဲ့လုပ်လို့ရတာပဲမတွေးမိတာပေါ့နော်ဒီမှာ custom ရတဲ့ခါကျတော့အတားစီရတာတွေအကုန်ပြောက်သွားတယ်ပေါ့နော်အဲ kinji 2 kinji 2ကတော့ဒီ shape ကတော့ရရှိလို့ရတယ်ပေါ့နော် rich one အမားကြီးပြ rich one blender ထွက်သွားတာ rich one မှာအဲ့ဒါ rich one မှာ kinji 4သွားကျွန်တော်အဲ့ဒါထွက်ပြီးတော့တွေ့တွေ့လိုက်တယ်ပေါ့နော် kinji 6လာတယ် g4 လာတယ် အဲ့ဒီမှာ F3 ပဲရင်တက်ကောင်းပါအဲ့ဒီ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 အဲ့ဒီဝါ rate of 3ဒီ server ကဒီနေထားတာမရတော့ဘူးဘာလို့ကျွန်တော်ဒီနာမလည်းမရတော့ဆိုတော့တည်ရโอเคအဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြောပြမယ်ပေါ့နော်ဒီနားမှာဘာတွေမှားလဲဆိုတော့ကျွန်တော်ရဲ့ကစားပွဲလေးပြန်ပြောပြမယ် အဲ့ကျဒီမှာသူပြရတာကျွန်တော်ဒီအထိကအကုန်ကျွန်တော်တာရတယ်ပေါ့နော်ဘယ်အထိလဲဆိုလို့ဆိုရင်ဒီမှာဒီမှာကျွန်တော်စီစစ်ကိုစားရတယ်မှန်တယ်ပေါ့နော်ကျွန်တော်ဒီမှာအင်ဂျင်ကပြတာစီစစ်ကိုစားမှန်တယ်ပေါ့နိုင်ကိုစားမှန်တယ်အဲ့မှာပဲကျွန်တော်94ရှုပ်ကလည်းကောင်းတယ်ဆိုပြီးပြထားတယ်ဒီရှုပ်ကကိုအဲဒီမှာဒါဒီမှာလည်းအဲ့ဒီရှုပ်ကသူ့တက်မကောင်းဘူးပေါ့နော်ဒီမှာကျွန်တော်စားတာလည်းမှန်တယ်အဲ့မှာ97ချက်တာဒါလည်းဒီအထိကကျွန်တော်တာရတယ်ပေါ့နော်တားချိန်မှာအပြင်မှာစားပြန်စားအဲ့မှာကျွန်တော်95ခုနကျွန်တော်ပြောရပေါ့နော်အင်ဂျင်မကြည့်ခင်ကျွန်တော်ပြော95ကပိုကောင်းတယ်ပြောတာအဲ့ဒါမှန်တယ်95တော့ကောင်းတယ်ပေါ့နော်အဲ့မှာတစ်ချက်မှားတယ်ဗျာ အဲအဲ့မှာကျွန်တော်ဒီမှာတစ်ခုပြီးတော့ queen တူကမသွားတယ် queen တူမသွားပဲသူကအကြံပေးတာတော့ဒီလိုပေးတာ rook c1 လေးသွားပေါ့နော်အဲ rook c1 သွားစေ rook ကပို့ပြီးတော့ active ဖြစ်တယ်ပေါ့အဲဒီမှာ b2 တွေပါတယ်အဲ့လောက်ထိဟိုအရေးမကြီးပေါ့ rook ကစားကောင် activate ပဲလုပ်မယ်ဆိုတဲ့ idea မျိုးပေါ့နော်အဲ့အတချက်မာတယ်အဲပြီးတော့ကျွန်တော်ဒီမှာ knight f4 ကလည်းဒီညမသွားတယ်ဒီညမှာကျွန်တော် knight c3 ပဲသွားမှာပေါ့နော်အကယ်၍သူက bishop တိတ် c4 ပါဆိုတော့ကျွန်တော် d6 ကိုပြန်စားလို့ရအဲအဲ့ဒါတော့ကျွန်တော်မတွေးမိတာအဲကျွန်တော်စိတ်ထဲမှာကျွန်တော်ဒီမှာ b2 b2 ကို ဟာပေါ့နော်အဲ့ဒါလေးအဲ့ဒါမတွေးမိတာအဲ့မှာတစ်ချက်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီမှာ G5 တက်တယ် G5 ဒီကတ်စလင်းကလည်းမလုတ်တင်ဘူးပေါ့နော်ဒီကတ်စလင်းလည်းလောက်တာအရင်ကြီးတော့မကောင်းအဲ့ဒါဒီမှာကလာတယ် G5 တက်ဒီ G5 ကကောင်းတယ်93လာတယ်အဲ့မှာ Queenage ပဲ Queenage ဒီ Kenji 2ကတော့ကောင်းတယ်ပေါ့နော်အဲ့ဒီမှာ afford တဲ့အချိန်မှာကျတော့ rich one ကအမှားကြီးပေါ့အဲ့ရှုပ်ကအမှားကြီးအမှန်တော့ तू ကလည်းကွင်းကြီးဆက်ကမကောင်းကျွန်တော်လည်းကျွန်တော်တော့အမဲဆိုကျွန်တော်ကွင်းကြီးဖိုးရှိမယ်ဆိုတွေးတော့တွေးလိုက်တည်းပေါ့နော်ကွင်းကြီးဖိုးဆိုရင်အဲ့ဒါပြဿနာတော့တတ်ပါဒီမှာကျတော့လေအဲ့ကွင်းကြီးဖိုးကပိုကောင်းတယ် အဲ့ဒီမှာ queen ကြီးစေကတည်းမကောင်းအဲ့ group h1 ကြီးကအမားပေါ့နော်ဘလန်နာကြီးပေါ့အဲ့မှာသူ queen ကြီးစေရွှေလေ queen ကြီးစေမှာ queen ကြီးစေမှာကျ g4 ရွှေဘက်ကလည်းမကောင်းဒီတရားမှာကျွန်တော်တက်ကောင်းလား f3 ကပိုကောင်းတယ်ကျွန်တော် idea တော့ရတယ်ဗျာ g4 တက်ပြီးမှ f3 တက်မယ်ဆိုတော့ idea လေးတော့ခုနကျွန်တော်ကစားနေနေပြောလိုက်တယ်ဒါပေမဲ့အဲ့မှာပိုကောင်းတာ f3 ရင်တက်ထတာပိုကောင်းတယ်အဲ့ဒါတော့ကျွန်တော်တစ်ချက်လွတ်သွားတာပေါ့နော် after the lesson ဒါပြီးွားရဲ့ဒါသားလို့စနေပြည်နာမရှိဘူးပေါ့အဲအဲ့ဒါလေးတစ်ချက်ကျွန်တော်လွတ်သွားတယ်ပေါ့နော်အဲပြီးတော့အဲ့မှာဒီမှာဒီမှာ rotate f3 ကတော့သူတို့ကဒါ brilliant move ပေါ့နော်ဒီ shot က brilliant move ဟုတ်ပါပြီအဲဒီမှာကတော့ကျွန်တော်တော်တော်နှိမ်သွားပြီပေါ့နော်ဒီနေထားတော့မရတော့โอเคဟုတ်ပါပြီအဲဘာဖြစ်ဒီကစားပွဲတွေကတော့ပါပဲအဲဒီကစားပွဲနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိလို့ဆိုရင်ကျွန်တော်ပြန်ပြန်မေးလို့ရပါတယ်အဲ2250ရောက်လိုက်ပြန်ပြီးကြာလိုက်နေပဲပေါ့နော်ဆင်တော့ပြေနေပါပြီတော်တော်လေးကိုဟုတ်ပါပြီကျွန်တော်ဒီနေ့ပွဲလေးကတော့ပါပဲကျွန်တော်ဒီကစားပွဲလေးအစားဆုံးလိုက်အားပေးကြတဲ့ကြောက်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံးပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ